မင်္ဂလာညချမ်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်ဇွန်လ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းများကိုဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ဒီမှာကတော့ပူပူပါပထမဦးစွာအကြံဖတ်စစ်တပ်ရဲ့ရက်ဆက်တန်းကျုံမှုတွေရက်တန်းစေဖို့ရဲရဲရင်ရင်အရေးယူဆောင်ရွက်ရမယ်လို့ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလက်နက်တပ်ဖွဲ့အသုံးပြုပြီး နိုင်ငံရေးရအမျက်ထုတ်နေတဲ့အကြံဖတ်စစ်တပ်ရဲ့ရက်ဆက်တန်းကျုံမှုတွေရပ်တန့်စေဖို့ဆိုရင်မိမိတို့အားလုံးရဲရဲရင်အရေးယူဆောင်ရွက်ရမယ်လို့ကုလဆိုင်ရာမြန်မာတမန်ကြီးဦးတော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂစီးပွားရေးနဲ့လူမှုရေးကောင်စီဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကုလသမဂ္ဂလူဦးရေရန်ပုံငွေနဲ့ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံအမှုဆောင်ဘုတ်အဖွဲ့ရဲ့နှစ်ပတ်လည်အစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တမန်ကြီးဦးတော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမကြသေးမီကဖြစ်ခဲ့တဲ့ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ငလင်နဲ့2021ခုနှစ်တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုကြောင့်မြန်မာပြည်သူတွေခံစားနေရတဲ့ဖွံ့ဖြိုးတိုးတက်ရေးဗန္ဒာရေးစီးပွားရေးနဲ့လူမှုရေးအဆရှိတဲ့နယ်ပယ်တွေမှာစိုးစိုးရွားရွားဆုပ်ယုပ်ဆွေးခဲ့တယ်လို့တမ်းမတ်ကြီးကဆိုပါတယ်မြန်မာပြည်သူတွေဟာငလင်မဖြစ်မီအချိန်ကလေးကလူပေါင်း3.5တန်းတော်နေရဲစွန့်ခွာခဲ့ရပြီးလူပေါင်းတန်း20နီးပါးဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတယ်လို့အသိပေးခဲ့ပါတယ် စစ်ကောင်စီဟာပြည်စီဆုံးရှုံးမှုကြီးမားတဲ့ငလင်အပီးမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးမိဘအဖွဲ့တွေရဲ့ကူညီပေးမှုတွေကိုကန့်သက်ခဲ့ုံသာမကပဲလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလက်နက်သဖွဲ့အသုံးပြုပြီးနိုင်ငံရေးအရအမျက်ထုတ်နေတယ်လို့လည်းအစည်းအဝေးတယောက်လာသူတွေကိုထပ်ပြီးပြောခဲ့ပါတယ်။တဘာဝဘေးအန္တရာယ်အပေါ်ခံနိုင်ရှိအောင်တိစောက်ရမှာယင်းဤမြုံနံမှုတွေအရေးတကြီးလိုအပ်တယ်လို့လူလုံးပြဿနာတွေနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင်လည်းယင်းဤမြုံနံမှုတွေလောက်ဖို့ လိုအပ်ပြီးစစ်တပ်ကဆက်လက်ကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေရပ်တန့်သွားစေဖို့မိမိတို့အားလုံးရဲရဲရင်ရင်အေးအေးယူဆောင်ရွက်ကြရမယ်လို့ကုလဆိုင်ရာတပ်မတ်ကြီးကပြောခဲ့ပါတယ်။ဒါကြောင့်ကုလသမဂ္ဂပါဝင်လက်အောက်ခံအေဂျင်စီတွေနဲ့နိုင်ငံတကာအတိုင်းဝန်အနေနဲ့မြန်မာပြည်သူတွေလှုပ်ဆောင်နေတဲ့စစ်အာဏာရှင်စနစ်ကိုဖယ်ရှားပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးတန်တိတ်ထံကိုထောက်ခံကူညီဖို့လည်းတိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံအတွက်တခုတည်းသောရေရှည်တည်တံ့နိုင်မဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဟာ ငင်းချမ်းရင်းနဲ့တည်ငြိမ်မှုရှိတဲ့လမ်းကြောင်းသာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂစီးပွားရေးနဲ့လူမှုရေးကောင်စီဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကုလသမဂ္ဂလူဦးရေရန်ပုံငွေနဲ့ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံကအမှုဆောင်ဘုတ်အဖွဲ့နှစ်ပတ်လည်အစည်းအဝေးကိုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာဇွန်လ၂ရက်နေ့ကနေ၅ရက်နေ့ထိကျင်းပခဲ့တယ်လို့သိရပါတယ်ရှင်။အခုဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာပလတ်စတစ်ညင်ညမ်းမှုကဲ့သို့ဆရာနာရှင်စနစ်ကလည်း လူပောင်ကိုဖျက်ဆီးပြီးအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ချိန်ကြောင့်မှုတရဖြစ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပလတ်စတစ်ညစ်ညမ်းမှုကဲ့သို့ဆေးအနာရှင်စနစ်ကလည်းလူပောင်ကိုဖျက်ဆီးပြီးအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ချိန်ကြောင့်မှုတရဖြစ်တယ်လို့တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက2025ခုနှစ်ဇွန်လ5ရက်နေ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ဇွန်လ5ရက်နေ့ဟာကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပြီးယခုနှစ်အတွက်စာပုံမှာပလတ်စတစ်ညစ်ညမ်းမှုကိုတွန်းလှန် အာနာရှင်စနစ်ကိုမြေလံဖြစ်ပါတယ်။ပလတ်စတစ်ညဉ့်ဉာဏ်မှုပြဿနာဟာယခုလက်ရှိကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ညဉ့်ဉာဏ်မှုဇီဝမျိုးစုံမျိုးကွဲမျိုးတုံးပျောက်ကွယ်မှုနဲ့ယာတိဥရုပြောင်းလဲမှုစတဲ့ပတ်ဝန်းကျင်ဆိုင်ရာအတက်အတဲကြီး၃ရက်ထဲတွင်တစ်ခုအပောင်ဝင်ဖြစ်ပြီးပလတ်စတစ်ညဉ့်ဉာဏ်မှုပြဿနာဟာအဆိုပါအတက်အတဲကိုပုံမိုးဆိုးပါစေပါတယ်။ဒါကြောင့်ယခုနှစ်ပတ်ဝန်းကျင်ထိမ့်သိမ့်ရေးနေ့တွင်ပလတ်စတစ်ညဉ့်ဉာဏ်မှုတိုက်ဖြတ်ရေးကိုအဓိကအကြောင်းအရာဖြစ်သတ်မှတ်ထားပြီး လူတဦးချင်းစီအစိုးရနဲ့စီးပွားရေးလုပ်ငန်းများမှတာဝန်ယူပြီးလှုပ်ဆောင်ရန်တိုက်တွန်းထားပါတယ်လို့ဖော်ပြပါရယ်။ဒါကြောင့်တန်ရှင်းသောပတ်ဝန်းကျင်တစ်ခုနဲ့လူအခွင့်ရေးပြေးွားတဲ့အနာဂတ်တစ်ခုကိုပိုင်ဆိုင်မှုပလတ်စတစ်ကိုရှော့ချမှုပြန်လည်သုံးပြုမှုနဲ့ပြန်လည်ပြုပြင်မှုစတဲ့သရီးရက်စနီလန်ဖြင့်တိုက်ဖြတ်သလိုဆရာနာရှင်စနစ်ကိုပါပြည်သူတဦးချင်းစီတက်နိုင်သည့်နီလန်ဖြင့်မပြတ်မနာတိုက်ဖြတ်ဖို့နှိုးဆော်ရင်ယခုနှစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဂုံပြုဖော်ပြလိုက်ရပါရဲ့ရှင်။ Sia Baseball Group နော်ဝေမှလှူဒါန်းမှုဖြင့်ခြေရောက်အုပ်စု30နီးပါးလောက်ကိုရေတံပေးပို့နိုင်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ Sia Baseball Group နော်ဝေမှလှူဒါန်းမှုဖြင့်ခြေရောက်အုပ်စု30နီးပါးလောက်ကိုရေတံပေးပို့နိုင်ခဲ့တယ်လို့သိရှိရပါတယ်။တနအီကိုလီတာ120တန်းစင်နိုင်သောရေတံဆက်ကိုမန္တလေးတိုင်းတဲ့လှူဒါန်းထားပြီးရန်ကုန်မန္တလေးကားလမ်းဘေးကခြေရောက်အုပ်စု30နီးပါးလောက်ကိုရေတံပေးပို့နိုင်ကြောင်းသတင်းပေးပို့လာတဲ့မှတ်တမ်းတပ်ပုံများပါ။နော်ဝေမှလှူဒါန်းမှုဖြင့်မှတ်တမ်းတင်ပြစေလို့ဆိုထားပါတယ်။ CRB's Book Group Norway ဟာမြန်မာနိုင်ငံအတွင်းရှိစစ်ရှောင်ပြည်သူများနဲ့တော်လှန်ရေးအတွက်လိုအပ်သောနေရာများကိုပံ့ပိုးလျက်ရှိပါတယ်ရှင်။အခုဆက်လက်ပြီးတော့ American နိုင်ငံ IOWA ပြည်နယ်တွင်ရမုံငွေပွဲကျင်းပတဲ့တဲ့င်းကိုတင်ဆက်ပေးပါအောင်မယ်။ American နိုင်ငံ IOWA ပြည်နယ်တွင်ရမုံငွေပွဲကျင်းပပြုလုပ်ခဲ့ရာအမျိုးသမီးလူငယ်နှင့်ကလေးငယ်ရေးရာဝန်ကြီးဌာန၏ထုတ်ကုန်ပစ္စည်းများကိုလည်းပါဝင်ရောင်းချခဲ့တယ်လို့သိရပါဗျ။ တော်လန်ရန်ပုံငွေပွဲတွင်တချင်းအကများဖြင့်တိဆိုးဖျော်ဖြေခြင်းမြမရိုရာစားစရာများကိုရောင်းချပေးခြင်းအတုံးဆောင်ပစ္စည်းများကိုကန့်ဆဲမဲပေါက်ပေးခြင်းအစရှိသည့်လူကိုလှုံ့ဆော်ခဲ့ပါသည်။ဝင်ကြီးဌာနမှလည်းဆိုင်ကန်းဖွင့်လျက်စစ်ပေးဆောင် အမျိုးသမီးများကလေးများ၏ထုတ်ကုန်ပစ္စည်းများကိုရောင်းချခဲ့ကကုညီရောင်းချသူစေတနာဝန်ထမ်းများနှင့်ဝယ်ယူအားပေးသူများအားအထူးကျေးဇူးတင်ရှိကြောင်းအမျိုးသမီးလူငယ်နှင့်ကလေးတငယ်ရေးရာဝင်ကြီးဌာနကထုတ်ပြန်ပါသည်။ ခုနောက်ဆုံးအနေနဲ့မြန်မာဘာသာပိုင်းစီစဉ်ပါဝင် VOE နိုင်ငံတကာအတန်းလွင့်အစီအစဉ်များအကုန်လုံးဒီပါကိုရပ်ဆိုင်းရန် Trend ခန့်အပ်ထားတဲ့အကြီးတန်းအတံပေး Carry Lake ကအစိုးတင်သွင်းပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American မြို့တော် Washington DC မှာဝန်တန်းအရာ900ကျော်နဲ့လဲပတ်နေတဲ့ VOE အတန်းလွင့်ဌာနကိုအကုန်လုံးဒီပါ ရက်ဆိုင်ရဲ့အဆိုပြုချက်ကိုတမရထွန်း၏အကြီးတန်းတံပေးရရှိကယ်ရီလိတ်ကအထက်လွတ်တော်ဤသက်ဆိုင်ရာကော်မတီစီတင်သွင်းလိုက်ပါတယ်။တမရထွန်းက RFA နဲ့ VOA ရုပ်တံသတင်းများကိုဖျက်သိမ်းရန်တမရထွန်းက RFA နဲ့ VOA ရုပ်တံသတင်းဌာနများကိုဖျက်သိမ်းရန်ထိတချက်လွတ်အမိန့်ကိုလွန်ခဲ့တဲ့မလကထုတ်ပေးပြီးနောက်၎င်း၏အကြံပေးရရှိကအကောင့်ထည့်ဖော်ရန်ခြေလှမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ မြန်မာပိုင်းအစီအစဉ်ပါဝင်သည့် RFA ဌာနနှင့် Radio Free Asia တို့ကိုအစောပိုင်းကလုံးဝနေပါရက်ဆိုင်ထားပြဖြစ်ပြီးအခု VOA ကိုနိုင်ငံတဝန်းနဲ့ပြည်ပကဝန်ထမ်းတထောင်ကျော်ကနေအခုလူ82ဦးထိအပြတ်ဖြတ်ချမယ်လို့ Kerry Lake ကအထက်လွှတ်တော်သို့တင်ပြသည့်အဆိုပြုချက်တွင်အသေးစိတ်ဖော်ပြထားပါသည်ရှစ်ဆက်ပြီး Palestine Data ခန့်တို့၏ Farsi စကား2ဦးတရုတ်ဘာသာ2ဦးကျူဘာဘာသာ30ဦးအာဖဂန်ဘာသာ2ဦးတို့ဖြင့်အဆိုပါအစီအစဉ်တို့ကိုတော့ထားရှိမယ်လို့ရေးထားပါသည်နေဦးတော်လန်ရေးတင်သားမှာက မြန်မာပြည်၏ဒီမိုကရေစီရေတော်ပုံလှုပ်ရှားမှုတောက်ရှောင်းမြန်မာပြည်သူများထံတရင်အချက်လက်များလွတ်လပ်ပွန်လင်းစွာကြိုးပမ်းတင်ဆက်ပေးနေသောအမေရိကန်၏အတံလွင့်ဌာနကြီးများဖြစ်တဲ့ RFA နဲ့ VOA တို့ရက်ဆိုင်ဖြတ်တောက်ခံလိုက်ရခြင်းသည်ဒီမိုကရေစီတရင်လွတ်လပ်ခွင့် Federal ပြည်ထောင်စုအရေးအတွက်တရင်များအချက်လက်များလွတ်လပ်စွာရရှိနိုင်ရေးအတွက်မြန်မာပြည်သူတို့အတွက်ကြီးမားသောဆုံးရှုံးမှုဖြစ်ပါတယ်အမေရိကန်၏အမျိုးသားရေးစံတန်ဖိုးများကိုတွေ့ဖိပြီးလွဲမသောဝါရဖြန့်ချီမှုများလှုပ်ဆောင်နေသည်ဟုဆွဆွဲပြီး အမေရိကန်တမရာထရန်ကအမေရိကန်မီဒီယာအေဂျင်စီကြီးကနေနိုင်ငံတကာကပြည်သူတို့ဒဏ်ပြန်ကြပေးနေသော RFA VOA အပါဝင်မီဒီယာစတေရှင်၅ခုကိုရပ်နားလိုက်ခြင်းဖြစ်ပါတယ်။ပြည်ထောင်စုတရားရုံးတော်သူအဆိုပါမီဒီယာကောင်းဆောင်များပြန်လည်တရားစွဲထားပြီးတရားရုံးကတားဆီးမိန်ထုတ်သားတော်လဲတမရာထရန်ကလိုက်နာခြင်းမရှိပါရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော်တာကီကိုခန့်နဲ့မင်းနွေဦးတို့မှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။